ဦးတက်ကသွားရအနောက်မှာကျွန်တော်ကတ်လိုက်လာရင်ရှိုရဲရောက်တော့ကျွန်တော်တို့နှစ်ယောက်ကန်ဆိုးစွာနဲ့စင်ရိုင်းများဝရောကုံမြင့်ကနေမြင်သွားပြီးတော့အရှိဆုံးအကောင်ကြီးတကောင်ကားစပြီးဖင်ထိုင်ချလိုက်ကုံမြင့်ပေါ်မှာကျွန်တော်တို့ရှိရာရှိုရဲတို့ရှော့ဆင်းလာတယ်။ဟာရှင်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်။ဝေးမောင်စောဟိအိမ်ရှိကခေါ်လာကြတော့နွားစာဆင်းနေကျွန်တော်လှမ်းကြည့်လိုက်တော့ဦးတက်ကပါလားခေါင်းပေါင်းတဲ့လူကတော့ထုံးစံအတိုင်းအပေါ်ပိုင်းဗလာကျင်းလေးရဲ့ မုတ်ဆိုးကြီးဥသက်ကအိမ်ကိုလာပုံထောက်ရင်အကြောင်းတစ်ခုခုတော့ရှိလိမ့်မယ်ဒီလူကြီးကတော်ယုံနဲ့လာတတ်တာမဟုတ်ပါဥသက်ကပါလားလာလေးဥလေးကျွန်တော်အိမ်ကောင်ရင်ကမကြေပြန်အောင်ကော့ပြက်မှာရင်းရွေးချမ်းတအုပ်နဲ့လက်ဖက်ရည်လေးချတာအဲ့ခါလိုက်တယ်ကဲဆိုပါဦးမြမလာစဖို့အလာထုလို့ပါလားဥသက်ကအချမ်းရည်တခွငှဲ့ရင်အေးဟုတ်တယ်ကွာငါလည်းတော်မလဲဖြစ်တာကြာပြီဆိုတော့အမဲလဲပြည့်ရင် စေးပင်လေးလဲရှာရင်ပေါ့ကွာအဲ့ဒါမင်းလိုက်မလားလို့လာခေါ်တာကွာကျွန်တော်လည်းဥတက်ကနဲ့တော်မလဲဖြစ်တာကြာပြီမို့ကျွန်တော်ခေါင်းငိမ့်လိုက်တယ်ဟုတ်ကဲ့ကျွန်တော်လိုက်မယ်ဦးလေးအေးဒါဆိုရင်လည်းမနဲ့ဆိုသွားရအောင်ကွာမင်းငါရင်ကိုယ်တာလာခဲ့ငါပြင်ဆင်ပြီးတော့စောင့်နေမယ်ဟုတ်ကဲ့ပါစိတ်ချဦးလေးကျွန်တော်လာခဲ့မယ်ဥတက်ကနဲ့အကျန်းရီတော့စကားလဲကောင်းနေလဲအတော်မြင့်မီမို့ကျွန်တော်အားနှုတ်ဆက်ပြီးတော့ပြန်သွားလီတော့တယ် မနေ့ကမြူနွေးနေကထလဲရွာလေးကိုဖုံးအုပ်ထားတာကြောင့်နွားချူတန်တွေ၊စူညံတန်တွေအရှိမသွားနေတဲ့နွားလဲတန်တွေကြားရခြင်းဖြစ်ပြီးဥတက်ကနေ့ကျွန်တော်လှေလံအတိုင်းရှောက်လာခဲ့တာကြောင့်တောင်တက်လန်းစီတို့ရှောက်လာခဲ့တာလိုအပ်တဲ့ပစ္စည်းတွေဆက်စေးပြီးတဲ့နောက်တောင်ပေါ်စတက်ကြတယ်။တောတောင်တွေရောက်ပြီဆိုတာနဲ့တဘာဝရဲ့အသေးအံတာများဖြစ်တဲ့ကျင်းငှက်များ၊မြောင်းအုပ်များရဲ့အတန်တွေနဲ့ပတ်ဝန်းကျင်တစ်ခုလုံးဖုံးအုပ်နေပါတယ်။ တမနစ်လုံးတက်ခဲ့ကြတာမြေတီတားကောင်မှမတွေ့ရသေးပါဒီချိန်ဆိုဂျီဆက်တော့တကောင်ကောင်တော့ရှားနေလောက်ပြီဖြစ်တယ်မွန်တဲခါနေပြီမို့နှစ်ယောက်သားထမင်းစားဖို့နေရာရှာကပစိုးချမ်းလေးခင်းပြီးထုံးစံအတိုင်းပါလာတဲ့အစာအစာတွေကိုဥသက်ကတင်မြောက်ပြီးတကလာစားကြလေးထမင်းစားလို့ပြီးသွားတဲ့အခါပုံနေတဲ့ထမင်းအနှဲငယ်ကိုအင်ဘက်ပေါ်တင်ဥတက်ကကယူဆောင်သွားပြီးနေရာလွတ်တစ်ခု၌ငှက်စာအဖြစ်ထားခဲ့တာမို့ ကြည့်ရင်ကျွန်တော်လေးစားမိတယ်မုတ်ဆိုးဆိုပေမဲ့ကျွန်တော်တွေ့ဘူးတမျှမုတ်ဆိုးတွေထဲမှာအကျဉ်းသားတရားအရှိဆုံးတယောက်ပင်ဖြစ်ပါ යි စားတော့ပြီးတဲ့နောက်ခတ္တနာက အလုတ်ပြန်ဆရာတယ်အတန်ကြာရစီတို့ဥသက်ကနားစွန့်လိုက်တယ်လူလေးကြီးအဲ့ဒါစင်ရန်အုပ်ကဆယ်ကောင်ထက်ရှိလိုက်မယ်ဒီကောင်ကြီးတွေဝတော်တိုးပြီးတော့မြင့်တူးစားကြတဲ့အတန်ပဲကဲလာတို့တွေအနောက်ကရှိုဘက်ထဲစင်ရအောင်အဲ့ဒီဘက်ကလေအောက်ဆိုတော့ငါတို့အတွက်အနေရကင်းလိုက်မယ်ဒီကောင်ကြီးတွေက တိတ်ကိုပါနှက်တဲ့ကောင်းလေးကပပန်းတိုးရင်မချောင်မှုဟိဥတကရဲ့မုတ်ဆိုးအတွေ့အကြုံကိုတော့ကျွန်တော်အကျွမ်းမယုံကြည်တာမို့သူ့ရဲ့ကြမ်းကြမ်းမှုကိုအထူးအဆန်မဖြစ်တော့ပါဟုတ်ကဲ့ဥတကသွားရအနောက်မှာကျွန်တော် ကတ်လိုက်လာရင်ရှိုရဲရောက်တော့ကျွန်တော်တို့နှစ်ယောက်ကန်ဆိုးစွာနဲ့စင်ရိုင်းများဝရောကုံမြင့်ကနေမြင်သွားပြီးတော့အရှိဆုံးအကောင်ကြီးတကောင်ကားစပြီးဖင်ထိုင်ချလိုက်ကုံမြင့်ပေါ်မှာကျွန်တော်တို့ရှိရာရှိုရဲတို့ရှော့ဆင်းလာတယ်ကြံစင်ကြီးများလည်းရှော့ဆင်းလာတာကြောင့်မောင်စောဟင်ပြေတော့ဟိပြေ ကျွန်တော်နားတဲ့ဥတက်ကရဲ့သတိပေးတဲ့အကြမ်းသတိဝင်ခခြေကုံအောင်ပြေးရတော့တယ်နှစ်ယောက်သားလူစု꿰သွားပြီးတော့အသက်လူပြေးရတာကြောင့်ဘယ်စီတို့ပြေးနေမှန်းမသိပါဥတက်ကတင်ပေးထားတဲ့အတိုင်းစင်ရိုင်းလိုက်လို့ပြေးရတဲ့အခါတက်တက်မပြေးပဲ꿰ပတ်ပြေးတာကြောင့်ကျွန်တော်အနောက်မှလိုက်လာတဲ့စင်ရိုင်းကြီးပို၍ဒေါရထွက်ကုန်နေခြေကုံလက်ပန်းကြောင်ပြေးနေရင်တောင်စွတစ်ခုတောင်ထိပ်တို့ရောက်သွားလီတော့တယ် အနောက်မှာတက်ချက်မကွာလိုက်လာတဲ့ဆင်ရင်ကြီးကလည်းကျွန်တော်စီတို့မန်ဟုံအပြည့်နဲ့ပြေးလာနေတယ်ကျွန်တော်ဘာလုပ်ရမလဲမသိတော့အောက်ကငုံကြည့်တော့ပေ20ခန်းနှိမ့်နေတဲ့ခြောက်ကကျွန်တော်အားစီးကျုံနေတာမို့မတူတော့ပြီးခြောက်ထဲခုန်ချခြင်းကကြိုးပဲ့ရုံအသက်ရှင်နိုင်ခြေရှိပါတယ်ဆင်ရင်နဲ့တိုးရင်တော့ကျွန်တော်တစားစီဖြစ်သွားမှာအသေးချပါမျိုးလုံးကိုစုံမိတ်လျက် ကျွန်တော်ခြေဆုံကလေဟာနေတဲ့တို့မြောက်တက်သွားပြီးခုံချပါတော့ရေအပေါ်ကကြည့်ရင်တော့တိတ်မမြင့်မှုထင်ရတာတကယ်ခုံချလိုက်တော့မြေပြင်နဲ့ရိုင်းမိတာကြောင့်နာတင်မှုကအသက်တောင်ရှူမရနားရီဥပြီးအမြင်တွေမှုဝါလေးအသေးစိတ်ကအဝတစ်ချက်မဝင်တစ်ချက်ဖြစ်နေစင်ပါပဲကျွန်တော်ရဲ့ခန္ဓာကိုယ်ကိုတစုံတယောက်ကတရွတ်တိုက်ဆွဲခြင်းခံရပြီးနောက်ဘာကိုမှမသိတော့ပါနှာခေါင်းထဲ၌ထူးခြားတဲ့အမွေအနှစ်တစ်မျိုးကိုရှားနေပါတယ် ခန္ဓာကိုယ်တစ်ခုလုံးအေးဆက်ပြီးတော့တပွက်ပွက်နဲ့ရေစက်ကြအတန်တွေကိုလည်းကြားနေရပါတယ်ကျွန်တော်မျက်လုံးဖွင့်ကြည့်တဲ့အခါဟင်ကြီးမားတဲ့ကြောက်ကူကြီးတဲ့ကျွန်တော်ရောက်နေတာတွေ့မြင်ရခြင်းကြောင့်အော်ထိတ်လန့်မိခြင်းကကြောက်ကူကြီးရဲ့အပေါ်ပိုင်းမှာပန်းဆွဲပကြီတွေကအစိမ့်ဝိကျလာတဲ့ရေစက်တွေက အောက်ခြေကြောက်ကြမ်းပြင်ချိုင်းခွက်တောင်ဖြစ်နေပြီးတော့ကြောက်စက်ရေကလေးများချိုင်းခွက်ထဲသို့တပွက်ပွက်ကျတဲ့ကကိုယ်အတွဲမှာသေးတပုတ်အလားစူညံနေခြင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့နာကျင်မှုကြောင့်ကျွန်တော်ပြန်လဲကျသွားတယ်။လဲနေတော့မရရအောင်ပြန်ထဖို့ကြိုးစားတယ်။အာယုဘီထလိုက်ပြန်ပြီးတော့လဲလိုက်နဲ့ခြေထောက်တွေနာကျင်နေတာကြောင့်ကျွန်တော်လည်းဘယ်မှသွားမရတဲ့အဆုံးကိုယ်အတွင်းကိုအကဲခတ်ကြည့်လိုက်တယ်။ထူးခြားတာကခုနိုင်ရမှာရှိနေတဲ့ကြောက်တမျိုးကပိုဆုံးကျူးရည်ကဲ့သို့အလင်းအောင်ထွက်နေခြင်းပင်ဖြစ်တယ်။ထိုကြောက်များကကိုယ်ထဲကိုကောင်းစွာမြင်နေရတယ်။ကျွန်တော်လည်းအထယ်တို့ဝင်လန်းတိုင်းတဖြည်းဖြည်းချင်းရှောက်သွားလိုက်တဲ့အခါ အထဲတို့ရောက်တဲ့အခါပိုရိပ်အေးလာပြီးပိုမောင်နေတာကရုတ်တရက်ကျွန်တော်အနောက်ကိုတစုံတရာရဲ့ခြေတံကိုတက်တက်ကြားရတယ်အနောက်ကိုလှည့်ကြည့်တော့လေဘာမှမတွေ့ရပါကျွန်တော်ဆက်လျှောက်ခဲ့ရင်ထူးခြားတဲ့အရာတစ်ခုတွေ့လိုက်ရတယ်ထိုအရာကကြောက်ဖြာကြီးပေါ်မှာခေါင်တလာတစ်လုံးပင်ဖြစ်ပါတယ် ဘေးပတ်လယ်မှာမီးလင်းနေတဲ့ကြောက်တွေကြောင့်မြင်ကွင်းကရှင်းလင်းနေတယ်ကျွန်တော်အနာတို့တိုးကပ်ရင်အခေါင်းစီမှာမှွေးပြတ်တဲ့ရေနံတစ်မျိုးရှားနေတာမို့ကျွန်တော်စိတ်ဝင်စားပြီးအခေါင်းအားအတားအယာဖွင့်ကြည့်လိုက်တယ်ဟာဘယ်ဘယ်လိုဖြစ်ရတာလဲအခေါင်းထဲမှာနန်းဝတ်နန်းစာနဲ့အိပ်ပျော်နေတဲ့အလားလဲလျောင်းနေသူကကျွန်တော်နဲ့တပုံစံနေပြင် ဖြစ်တာကြောင့်ထိတ်လန့်သွားပြီးနောက်ကိုဆုတ်လိုက်တယ်အတွေ့အဲမှာတော့အန်အောစမ်းကြဲခြင်းတွေအပြည့်ကျွန်တော်ရဲ့မျက်နှာကိုကျွန်တော်ပြန်ဆန်းရင်ငါငါ သိပြီလားမဟုတ်မဟုတ်သေးပါဘူးရှင်ထဲမှာဘာကြောင့်မှမသိစိုးနေကြေကွဲနေတယ်အမလီကြာကြာကြီးကြီးမတောင့်တင်းလာတဲ့ကြာကြီးတကောင်အယောင်သွေးတောက်ပြောင်လေးရဲ့ကျွန်တော်အနောက်တို့ဘဲချိန်တွေကရောက်နေမှမသိခုနိုင်ရန်ကိုကြော်မိကတရားရည်နဲ့မပြေးနိုင်သူဖို့လဲစင်ပေးလိုက်ုံသာရှိပါတော့တယ်ကြာတကောင်အရှိကိုတလန်ချင်းတိုးကတ်လာတယ်ဟေ့ယူပါနောက်ဆုံးစမ်းဟင် ဟိုးကြီးတယောက်ရဲ့စပင်နဲ့မုတ်စိတ်တွေဖြူဖေးလေးတောင်ဝဲတချောင်းကိုကင်လေးလှမ်းခေါ်လိုက်တော့ကြာကြီးအနောက်ကိုဆုပ်ခါပြီးခွေခွေလေးထိုင်နေတယ်လူလေးအဖိုးမင်းကိုစောင့်နေတာနှစ်ပေါင်းတရာပြည့်ပြီကွာဒီနေ့ဟာနှစ်တရာပြည့်တဲ့နေ့ပဲဗျာကျွန်တော်နားမလည်နိုင်သေးပါအံ့ဩသွားတာလားမအံ့ဩပါနဲ့တန်တရာဆိုတာအင်မတန်စမ်းကြယ်တယ်မင်းတို့တွေ့ခဲ့တဲ့စင်ရဲအုပ်ဆိုတာတကယ်မရှိပါဘူးဟင်ဒါဒါဆို ကျွန်တော်ထိတ်လန့်နေတာကိုကြည့်ပြီးတော့မလန့်မနဲ့လူလေသူတို့ကမင်းကိုဒုက္ခမပေးပါဘူးအဖိုးလည်းမတက်တာလို့ဒါဖန်တီးလိုက်ရတာပါကျွန်တော်အချိန်လေးကို အနေနဲ့နားလဲလာတယ်ဟိုဟိုအခောင်းနဲ့အလူအော်လွန်ခဲ့တဲ့နှစ်ပေါင်း200ကလူလေးရဲ့ရုပ်အလောင်းပေါ်ကွယ်ဗျာဟုတ်တယ်လူလေးလူလေးရဲ့ညီတော်ဖြစ်တဲ့အုတ်ကပါလာကထီနှန်းကိုလိုချင်တဲ့အတွက်အကိုဖြစ်သူကိုသူ့ရဲ့ကျင်ရတော့သူကုဒ္ဒရာနဲ့အတူ ီကြောက်ထဲမှာအလုံးပိတ်တက်ခဲ့တယ်လူလေးအဲ့ဒီဘဝမှာမင်းရဲ့နာမည်ကနန္ဒပါလာတဲ့ခုတွေ့ရတဲ့ခေါင်းတလားကနန္ဒပါလာပေါ့ကွယ်ဗျာမမတ်မိနိုင်တဲ့အတိတ်ကာလအကြောင်းကိုနားထောင်ရင်ရှင်နေဆုနဲ့ကြေကွဲလေးရဲ့ရှင်နာစရာအဖြစ်ပြက်များပါဒါနဲ့ဘူးကျွန်တော်ကအခုဒီမှာဘာလို့ရမှာလဲအိမ်ပြန်ကျင်နေဗျာအဖိုးကြီးကသဘောချဟန်နဲ့ပြုံးလိုက်တယ်ဟမ်ပြန်ရမှာပါလူလေးတကယ်ဆိုရင်ဒီနေ့က အဖိုးမင်းကိုအပီးတိုင်ခေါ်ရမယ်နေ့ကွယ်ဒါပေမဲ့လူလေးရဲ့အတိတ်ဘဝကကျင်ရတော့သူ့အိမ်ဒရာကလူလေးရဲ့ဆန္ဒအတိုင်းဆောင်ရွက်ပေးဖို့တောင်းဆိုလာတာကြောင့်လူလေးအခုအိမ်ပြန်ခြင်းပြန်ဖို့ပေးပါမယ်ကျွန်တော်လည်းအတိတ်ဘဝကကျင်ရတော့ဆိုသူကိုမမြင်ဘူးပါဒါကြောင့်မို့ကျွန်တော်ရဲ့ကျင်ရတော့ဆိုတာဘယ်မှလဲဗျသူတို့ပြောတော့အဖိုးကတောင်ဝေးတစ်ချက်ကိုစောင်းလိုက်တဲ့အခါဟာရုပ်ရည်ကြုံမောလှပတဲ့အမျိုးသမီးတယောက်နောင်ဝတ်နန်းစာနဲ့ပေါ်လာခြင်းမှာကဲ ဒါကတော့အတိတ်ဘဝကနန္ဒပါလာရဲ့အကျင်အရောသူကုတ္တရာပဲလူလီရဲ့အကျင်အရောပေါ့ကွယ်ကျွန်တော်ကြည့်နေစင်ပါပဲအဖိုးကြီးကတောင်ဝေးကိုနောက်တစ်ချက်ပြန်ဆောင်းလိုက်တဲ့အခါသူမပြောက်ွယ်သွားတယ်။ကဲလူလီမင်းရဲ့အကျင်အရောသူကုတ္တရာကတော့အတိတ်ဘဝကသူတို့ကိုကိုယ်ရဲထဲ့ပြီးအလုံးပိတ်တက်ခဲ့တဲ့ဥက္ကပါလာကိုမပြေနိုင်တဲ့ရန်ညိုးတွေနဲ့တူမလွတ်နိုင်မကျွတ်နိုင်နေတဲ့ဘဝမှာကျင်လည်နေတော့ကွယ်ဒါကြောင့်လူလေးအိမ်ပြန်တဲ့အခါ သူ့နာမည်ကိုခေါ်ပြီးတော့အလူဒါနာတွေမြန်းမြန်းလှုပ်ပေးဖို့ကွယ်ဒီစကားကိုကြားရပြန်တော့ကျွန်တော်ကျုကုတရာအတွက်အစိတ်မကောင်းဖြစ်ရတယ်ဟုတ်ဟုတ်ကဲ့ဖိုးကျွန်တော်ပြုတ်ပေးပါမယ်ကဲလူလေးအဖိုးကခေါ်ထားခြင်းပေမဲ့လူလေးရဲ့ဆန္ဒအရအဖိုးပြန်ပို့ပေးတော့မယ်အဖိုးကလူလေးတို့ကိုငယ်စဉ်ကတည်းကထိန်းချောင်းပေးခဲ့တဲ့အထင်းတော်ကြီးဖြစ်လာခဲ့တာကြောင့်အဖိုးအမြဲတမ်းစောင့်ရှောက်မှာပါကဲလူလေးရဲ့အိမ်ကိုအာယုံပြုတ်ထားပြီးတော့ ကျွန်တော်ဂူဂျီနဲ့ခေါင်းတလာတဲ့ကကျွန်တော်ဆိုတော်သူတို့မဟုတ်နန္ဒပါလာရဲ့ခန္ဓာကိုယ်အားနှုတ်ဆက်ကြည့်ရင်မျက်စိများမိတ်ခါ၍အင်ကိုအာယုံပြုထားလိုက်တယ်။ရေရေပေးပါအမလီလှုပ်ကြပါဦး။တေးတေးပြေးကြဟိပြေးကြကျွန်တော်အနာမလူတွေအော်ဟိတ်ရုံကရင်အတီတီပြေးစင်းလာကြတာကိုမြင်လိုက်ရတယ်။ရှင်နယ်မှာတော့၆ကက်လေးရေကိုယ်တာအငမ်းမရအောင်နေမိတယ်။ရေရေပေးပါဗျာရေပေးကြပါဟဲ့မိလာသည် နင်ရေးသွားခက်စက်နင်သားမသိဘူးဟာသွားညံ့ညံ့ခက်လာခဲ့ဥတက္ကရဲ့သတိပေးစကားကြောင့်ကျွန်တော်အမေမြေကြီးများဝဲပြီးတော့ရေတခွက်ပြေးခတ်တော့တယ်ရေရောက်လာတော့ကျွန်တော်လက်မနှစ်ခုအားကျိုးချီထားတာမို့ဥတက္ကပြန်ဖြေခိုင်းရတယ်ရေကိုအငံမင်းအတော့ရင်ဖလားကြီးနဲ့သုံးခွက်ပင်ကုံသွားခဲ့တယ်ဝါးချမ်းမြန်ဒါမှမဟုတ်တကောင်စင်အပေါ်မှာတင်လိုက်ပြီးတော့ပလက်ကလိုင်းတစ်ဟိုင်မို့ကြောမိထိုင်ရင်ဥတက္ကဘေးနားမှာဝင်ထိုင်လိုက်ပြီးမောင်ဖိုးချက် မင်းဘာတွေဖြစ်ခဲ့လဲဆိုတာပြောပြပါဦးခုနပြေးစင်းသွားတဲ့လူအုပ်ကြီးကလည်းပြန်တက်လာကြပြီးကျွန်တော်ပြောမယ့်အကြောင်းအရာတွေကိုနားဆွင့်ပြီးတော့အကြအတမ်းမင်းမကြားရအောင်တိတ်ဆိတ်နေပါလေဖြစ်ပုံကတော့ဒီလိုဗျာဖြစ်ကြောင်းကုန်စင်ကိုမချွတ်မချန်ပြောပြလိုက်မှအားလုံးလည်းစိတ်မကောင်းဖြစ်ညည်ကြသူရကြနဲ့အားလုံးအမြင်ရှင်းသွားကြတယ်ငါမင်းကိုစင်တီရေကွန်အနာကကြောက်ဖြာပါမှပြန်တွေ့တာကွာငါဆန်းကြည့်တဲ့အချိန်မှာ မင်းကအသက်မရှူတော့ဘူးအေးဆက်တောင့်တင်းနေပြီလေငါလည်းဘာလို့ကမှမသိတာနဲ့ရွာကိုပြန်ထမ်းလာခဲ့တာတော်ရဲမှာရွာကတက်ခုတ်တဲ့လူတွေနဲ့တွေ့တော့ပိုအဆင်ပြေသွားတာပေါ့ကွာဒီရောက်တော့ရွာကစေးစရာတွေနဲ့ပြတဲ့အခါမင်းအသက်မရှိတော့ဘူးဆိုလို့ငါတို့မနစ်ဖြံဆိုရင်တကြိုကြတော့မှာကွာဖြစ်ဖြစ်ခဲ့တဲ့များတွေကိုပြန်တွေ့ရင်ကျွန်တော်စိတ်ကလုံးဝကိုမကောင်းခဲ့ပါဒါကြောင့်အမေစီကခွန်တောင်းကကျွန်တော်ရွာဦးဖုန်ကြီးเจ้าမှာခဏမျှဖုန်ကြီးဝက်ခဲ့ပြီးတော့ ပြုရမြကုလိုအဖုတ်ပါကကိုဘဝမှာတော်ဆက်ခဲ့မှုတဲ့ကျင်ရတော့တုကုသရာအအမြပေးဝေလိုက်ပါတော့တယ်။